စိတ်ပြတ်ဖို့ကောင်းတဲ့ဒီကစားသမားကိုစိတ်မရှိကြတော့တဲ့အာဆင်နယ်ဖန်များ အာဆီနေဟာအမရိမှာအရာရာအစဉ်ပြေနေလို့ထင်ရင်သူတို့နှစ်ပေါင်းများစွာ6လက်နေတဲ့ထင်ရှားတဲ့ပြဿနာတစ်ခုကိုလျှို့ရှူရာရောက်ပါလိမ့်မယ်။အဲဒီပြဿနာကမနေ့ညကဖူအန်ကိုဝမ်းစီးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာပေါ်ထွက်လာပြန်ပါရီ။နွေရာသီရဲ့အကြီးမားဆုံးဆွေးနွေးစရာတစ်ခုကတော့ဂန်နာရီအနေနဲ့ဖန်တီးမှုနဲ့ဂိုးသွင်းတာဝန်တွေကိုဘူကာအိုဆာကအပေါ်အလွန်မင်းမိခိုးနေရတဲ့ရာသီတွေအပြီးမှာကမ္ဘာအဆင့်မီတိုက်စစ်မှုတို့ကိုရှာဖွေနေတာကိုနောက်ဆုံးမှအဆုံးသတ်နိုင်မလားဆိုတာပါပဲ။ဒီကိရေရာသီကဆက်ပီးစ်တွေအပေါ်မိခိုးမှုကသူတို့ရဲ့တိုက်စစ်ပိုင်အခက်အခဲတွေကိုထပ်မံမိမောင်း ထိုးပြခဲ့ပါတယ်။ဥရောပမှာဂိုးအများဆုံးသွင်းခဲ့တဲ့အတွက် Grand Mula အဆုရှင်ဖြစ်တဲ့ဆူရင်လက်ရွေးစင်ဟာဂိုးမသွင်းနိုင်တာခုနှစ်ပွဲရှိသွားခဲ့ပါပြီ။ဒါပြင်မိခဲအာဒီတာကသူ့ရဲ့ငွေအများကြီးအကုန်ခံပြီးတော့ခေါ်ယူထားတဲ့ကစားသမားစီကနေတခုခုရရှိဖို့အတွက်မျှော်လင့်နေရဆိုရင်သူ့ကိုအယံငုံထားဖို့စဉ်းစားနိုင်ပါတယ်။ခိုင်ပါတယ်အယက်ရှိရမြန်ဆန်နေအဒါပြင်ကလပ်ပွဲပေါင်း405ပွဲမှာ223ဂိုးသွင်းထားတဲ့ဂိုးသွင်းမှတ်တမ်းရှိတဲ့အတွက်ယောဂရက်စ်ကပရီးမီးယားလိကိုအလွယ်တကူကျော်တက်သွားလိမ့်မယ်လို့ထင်စရာပါပဲ ဒါပေမဲ့လက်ရှိအခြေအနေကတော့တိတာထင်ရှားနေပါတယ်။ဂန်နာတို့ကသူသွင်းယူပေးခဲ့တဲ့ဂိုးက၃ဂိုးသာရှိပြီးတော့အဲ့ဒါတွေကလည်းလီယူနိုက်တက်လိုမျိုးတန်းတက်လာတဲ့အသင်းနဲ့အခက်ခဲနေရင်ဆိုင်နေရတဲ့ Nottingham Forest လိုမျိုးအသင်းမျိုးပဲဖြစ်ပါတယ်။ညကစားခဲ့တဲ့ပွဲတစ်လျှောက်လုံးမှာသူကအခြေအနေကိုပြောင်းပြန်လှန်နိုင်မဲ့အရေးအယံကိုမပြသနိုင်ခဲ့ပါဘူး။ ဂိုးပေါင်း၂ချိန်ကန်သွင်းခဲ့ပေမဲ့ဂိုးဝင်ခဲ့ဦး။ပွဲတစ်လျှောက်လုံးမှာ၄ချိန်သာပတ်စင်ပေးနိုင်ခဲ့ပြီးတော့ဘောလုံးထိတွေ့မှုစုစုပေါင်းကလည်း၁၆ချိန်သာရှိပါသေးတယ်။အဲဒါပြင်သူ့ရဲ့စွမ်းဆောင်ရည်ပေါ်လူမှုကွန်ရက်ပေါ်ကပရိသတ်တွေရဲ့တုံ့ပြန်မှုကလည်းအကောင်းပတ်ကိုမရောက်ခဲ့ပါဘူး။ပရိသတ်တူကယောဂရက်စ်ကလုံးဝမကောင်း။ယောဂရက်စ်ကထိတ်တန့်အရေးသွေးရှိရဲဆိုတာမျိုးဘာမှမရှိဘူးလို့မှတ်ချက်ပေးရေးသားခဲ့ပါသေးတယ်။အဲဒါပြင်နောက်ထပ်ပရိသတ်တူကလည်းယောဂရက်စ်ကိုခေါ်ယူမှုကစိုးရွားတဲ့အပြောင်းအရွှေ့ပဲလို့ရေးသားခဲ့ပြီး တတိယတူကယောဂရက်စ်နေရာယူမှုကအရန်ဆိုးပါတယ်ဗျာလို့ထပ်ပေါင်းပြောကြခဲ့ပါတယ်။အဲတခြားပြိသက်တူကလည်းပဲယောဂရက်စ်မှာတိုက်စစ်မှုတူအတွက် လုံးဝဆိုးရွားတဲ့စိတ်ခံစားချက်တွေရှိတယ်။ခြောက်ကြိုက်စီအတွင်းမှာဘလို့လုတ်ပြီးတော့ဘောလုံးနဲ့ထိတွေ့မှုမလုပ်မိရလေ။အတိတ်ပဲရှိရှိလုံဆန်းပါဗျာလို့ရေးသားထားခဲ့ပါရည်။လက်ရှိအချိန်မှာကိုင်းယာဗတ်စ်နဲ့ဂါဘရီယယ်ဂျေဆုတို့ဒဏ်ရာကြောင့်အနားယူနေရတာကြောင့်မလို့စပိန်လူမျိုးနီးပြမှာယိုဂရက်စ်ရဲ့အစားထိုးနိုင်မဲ့ရွေးချယ်ကြရတိတ်ပြီးတော့မများလာပါဘူး။ဒါပြင်ကွင်းနဲ့လူကနေပြီးတော့တိုက်စစ်မှုအဖြစ်ပြောင်းလဲခဲ့တဲ့မီကေးမာရီနိုကသူ့ရဲ့တမန်ရိုးကြမဟုတ်တဲ့ကစားဟန်အသစ်မှာရှစ်ပွဲကစားပြီးတော့၅ဂိုးသွင်းယူထားခဲ့ပါရည်။